ဒီနေ့ဂျွန်လ29ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကဖမ်းဆီးထောင်ချထားတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာရုတ်တရက်အမောဖောက်ပြီးဒီမနက်9နာရီဝန်းကျင်ကအိုးပိုထောင်ထောင်စည်းရုံမှာပဲဆုံးပါသွားပါတယ်။လက်ရှိမှာမန္တလေးစေယုံကြီးရင်ခွဲရုံစီပို့ထားပြီးမိသားစုက ရုတ်အလောင်းတဲခွင့်ရမရကိုတော့မသိရသေးပါဘူးရှင်။ပြည်တွင်း73စီစီကစစ်ကောင်စီရဲ့တရားဝင်သတ်မှတ်ချက်အရ ဂျွန်လနောက်ဆုံးပတ်မှာ1လီတာကို700ကျော်ဈေးထက်တက်လာပါတယ်။ဒါကနှစ်ပတ်အတွင်းမှာတင်1လီတာကို350ကျပ်ဈေးတက်လာတာလည်းဖြစ်ပါတယ်။ဂျွန်လဒုတိယပတ်ကအရှေ့လယ်ပိုင်းဒေသအစ္စရေးအီရန်စစ်ပွဲကြောင့်ကမ္ဘာ့ရေနံဈေးတက်ခဲ့ပြီးပြည်တွင်းဆက်သုံးစီဈေးလည်းဂျွန်လ12ရက်ကဆက်လို့ဈေးတက်ခဲ့တာဖြစ်ပါရဲ့ရှင်။အခုနှစ်ဒီဇင်ဘာဒါမှမဟုတ်လာမယ့်နှစ် January လမှာကျင်းပဖို့ရထားကြောင်းစစ်ကောင်စီကြေညာထားတဲ့ရွေးကောက်ပွဲကစစ်ဘိုလ်ချုပ်တွေရဲ့ မယိုးဖြောင်းတဲ့လောက်ရတွေကိုဟန်ဆောင်ဖုံးကွယ်ဖို့နိုင်ငံရေးထွက်ပေါက်ရှာတာပဲဖြစ်တယ်လို့ကုလလူအခွင့်အရေးကောင်စီညီလာခံမတိုင်ခင်ဂျွန်လ25ရက်မှာကုလအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်ကတတိပေးသွားခဲ့ပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းဖေခုံမြို့နယ်ရှိဘတ်ချန်တိုက်ပွဲမှာပအိုးပြည်သူစစ် PNO ဒုစစ်ဦးစီးချုပ်ရဲ့တပည့်ဖြစ်သူတက်ခွဲမှုနောက်ဆိုင်အပါဝင်ဒေဆုံးသူများနေတယ်လို့သိရပါတယ်။မနေ့ကစောင်းနှန်းခဲ့တိုက်ပွဲမှာတက်ခွဲမှုနဲ့သူ့ရဲ့နောက်လိုက်၄ဦးကဒရုန်းပုံးထိမှန်ဒေဆုံးတာဖြစ်ပြီး ဒီနေ့မှာနာရေးပြုတ်လောက်ခဲ့တာဖြစ်ပါရဲ့ရှင်